မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလပိတားညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ20ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်တွင်တိမ်ထူရက်နေပြီးမင်္ဂလာပင်လယ်အော်တွင်တိမ်အင်းငယ်မှတိမ်အသင့်အင့်ဖြစ်ထုံးနေပါမယ်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ဒီနေ့နိုင်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာစစ်စစ်ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိချုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင်းတင်းဖြစ်ထုံပါမယ်။ မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရတနေ့နိုင်တိုင်းဒေသကြီးတွင်မိုးတိမ်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေရှားရနေရတဲ့လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျိုးပစ်ခြင်း၊လက်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုပါရစေ။ မြမပင်နေပြင်တွင်မြဝချွန်းပေါ်မုတ်တမကွေမွန်တနေနာဤကံရင်တလျှောက်နှင့်ကမ်းလွန်ပင်နေပြင်တွင်တခါတရံမုတ်တက်လေးပြင်များကြာရောက်ပြီးလှိုင်းကြည်နိုင်ပါသည်မုတ်တက်လေးပြင်ကြစဉ်ရှေးပြင်းမြပြင်လေးသည်တဒိုင်လင်းမိုင်30အထိတက်ခတ်နိုင်ပါသည်လှိုင်းမြမမြဝချွန်းပေါ်မုတ်တမကွေမွန်တနေနာဤကံရင်တလျှောက်နှင့်ကမ်းလွန်ပင်လေးပြင်တွင်ရှစ်ပေမှဆယ်ပေကန်ရှိနိုင်ပါသည်ကြံမြမပင်လေးပြင်တွင်လှိုင်းတင်တင်ရှိပါမည်လှိုင်းမြမ ရခိုင်ကမ်းရံတခြားနယ်ကမ်းလွန်ပင်လေပင်တို့တွင်9ပြည်မှ9ပြည်ကန့်ရှိနေပါသည်။နောက်နှစ်အတွက်ခမန်းစကားတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်ရှုံးနေနိုင်ပါသည်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းစကားတော့တိမ်တင့်တင့်ဖြစ်ထွန်းမှာရှင်။